မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အမေရိကန်ရောက်မြန်မာများအိမ်ဖြူတော်နှင့်တရုတ်တန်ယုံရှိတွင်စစ်ကော်မရှင်ရွေးကောက်ပွဲကိုစန့်ကျင်ဆန္ဒပြလေချောင်းမပြန့်တမ်းရဆုံး no flying zone သတ်မှတ်ပြီးရန် နိုင်ငံတကာကိုတောင်းဆိုရဲဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုသို့ရောက်ရှိနေသောမြန်မာနိုင်ငံသားများသည့်စစ်ကော်မရှင်ကကျင်းပမဲ့အတူရောင်ရွေးကောက်ပွဲကိုစတင်ကြောင်းယနေ့နိုဝင်ဘာ23ရက်ကအင်ဖြူတော်ရှိနေတရုတ်တန်ယုံရှိလို၌ဆန္ဒပြထုတ်ပေါ်ခဲ့ကြောင်း NYCBC အဖွဲ့ထံမှသိရပါတယ်။အဆိုပါဆန္ဒပြပွဲတွင်ပါဝင်သူများသည့်ဒေါအောင်ဆန်းစုကြည်နှင့်အပေါင်းသားများအလုံးကိုပြန်လွှတ်ပေးရန်တင့်မဲ့ဖြင့်တရုတ်ဝင် လူသက်ခွင့်မပြု We say no to shame election ဆိုသည့်အတိအကတောင်းဆိုချက်များပါဝင်သောစာသားပါဆိုင်းပုံများကန်ဆောင်၍ဆန္ဒပြခဲ့ကြပါသည်။ထို့ပြင်ဆန္ဒပြသူများသည်စစ်ကော်မရှင်ရွေးကောက်ပွဲအတုကိုစန့်ကျင်သည့်အနေဖြင့်လူသက်သမားအတုရောင်ရွေးကောက်ပွဲအလိုမရှိမိစ္ဆာကောင်တွေကြဆုံးပါစေ။စာသည့်ကြွေးကြော်သံများဖြင့်လည်းအိမ်ဖြူတော်ရှိ၌ဆန္ဒဖော်ထုတ်ခဲ့ကြပါသည်။ရှင်ပြင်ဆန္ဒပြသူများကမြန်မာပြည်သူများအားလေချောင်းတိုက်ခိုက်မှုမပြုလုပ်နိုင်ရန်အတွက်လေချောင်းမပြန့်တမ်းရအောင် no fly ဆုံများတတ်မှတ်ပေးရန်လည်း နိုင်ငံတကာကိုတောင်းဆိုခဲ့ကြပြီးတရုတ်ပြဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးမင်္ဂလာတုံတွင်ပွဲစားဆိုသူကចောင်းသား2ဦးအမျိုးသား2ဦးကိုအလုရမယ်ဆိုကစစ်တပ်ထဲရောင်းစားရတဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ရန်ကုန်တိုင်းမင်္ဂလာတုံမြို့နယ်မှာចောင်းသားတွေအပါဝင်လူငယ်အမျိုးသား3ယောက်ကိုပွဲစားဆိုသူကအလုရမယ်ဆိုပြီးအကြံဖက်စစ်တပ်ထံလိမ့်လဲရောင်းစားခဲ့ကြောင်း ရန်ကုန်စကောက်နဝက်တာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ22ရက်နေ့ကမင်္ဂလာတောင်မြို့နယ်ကုန်းတလက်ပေါင်းကျေးရွာအလဲပိုင်းမှာနေထိုင်တဲ့စေကျော်သက်ចောင်းသား2ယောက်နဲ့အသက်20အရွယ်အမျိုးသားတစ်ယောက်ဟောင်းကွဲစားဆိုသူချင်းဆိုတဲ့ဝါယာလက်ရက်ွက်သို့သွားရောက်ရင် မိသားစုနဲ့အဆက်အသွယ်ပြတ်တောက်သွားခဲ့တယ်လို့သိရပါဗျ။နောက်တနေ့နိုဝင်ဘာလ22ရက်နေ့မှာတော့အဲဒီလူငယ်တွေကမိသားစုတွေစီအတီတီအဆက်အသွယ်လုပ်ရင်သူတို့ကိုကွဲစားဆိုသူကဘကိုးတိုင်းတောင်ငူမြို့ကစစ်တပ်စခန်းတစ်ခုစီရောင်းစားလိုက်ကြောင်းအတီပေးပြောကြားခဲ့ပါဗျ။လူငယ်တွေရောက်ရှိသွားတဲ့စေအုပ်စုတက်ရင်ဘက်ကတော့အသက်20အရွယ်အမျိုးသားကိုပြန်မလွတ်ပေးကြောင်းနဲ့ចောင်းသားလူငယ်တွေကိုတော့တယောက်ကိုငွေကျပ်340နဲ့ပြန်ရွေးနိုင်ကြောင်းမိသားစုတွေစီအတိပေးခဲ့တယ်လို့ရန်ကုန်စကောက်နဝက်တာဝန်ရှိသူကပြောပါတယ် ပါသွားတဲ့သူတွေတဲ့အသက်20ဝန်းကျင်လူငယ်ကကလေးတယောက်ဖြစ်လို့သိရတယ်။သူတို့မိသားစုကចောင်းသားနှစ်ယောက်ရဲ့မိသားစုတွေကချိုးတက်ကြပါတယ်တဲ့။ တဲ့အိမ်ဆိုဒန်အိုးဒန်ကွက်တွေလိုက်ဝဲပြီးအသက်မွေးနေကြရလို့ပြောပါရယ်လောလောဆယ်တော့ဒီလောက်ပဲသိရပါသေးတယ်ဟုရန်ကုန်စကောက်နှဝက်မှတာဝန်ရှိသူကသတင်းဌာနကိုပြောပါရယ်လက်ရှိမှာအကြံဖက်စေအုပ်စုကရန်ကုန်မြို့တွင်ပေါ်တာဆွဲဖန်စီတာတွေကိုဆူဆူရွရွပြန်လည်လှုပ်ဆောင်လာပြီးစစ်တပ်နှန်းတွေစီချက်ချင်းပို့ဆောင်နေတာဖြစ်ပါရယ်အဲ့ဒီလိုလှုပ်ဆောင်ရမှာလူငယ်တွေကိုအလုတ်အကန့်ခွင်လန်းတွေမွေးရစေဝါပြည်တစားစားတဲ့နှီးလန်းတွေပါအုံပြီးခေါ်ဆောင်တတ်ကြောင်သိရပါရယ်အလုံးနဲ့မြခော့ပြီးစမူတန်နဲ့ထည့်နေတာတွေခဏခဏတွေ့နေရတာမို့အလုံးနဲ့ချိတ်ဆက် ကြတဲ့အခါထေချာစီစစ်ကြဖို့တတိပေးကျင်ပါတယ်။အဲ့ဒါအပြင်မူရစေးနဲ့ခေါ်ရာတွေကပြည်တစာတွေနဲ့ကနီလန်မျိုးစုံနဲ့ရှိနေတယ်လို့လူငယ်တွေအနေနဲ့ဒီအချိန်မှာဘသူကမှအယုံမလွယ်တင်တော့ပါဘူးလို့ရန်ကုန်စကောက်နက်ဝက်တာဝန်ရှိသူကသတင်းဌာနကိုပြောပါတယ်။တလာကိုစစ်မှုတန်းအရေးအတွက်လူ9000ပြည့်ပြီအောင်စစ်အုပ်စုကတတ်မှတ်ထားတယ်လို့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကလည်းရှေ့တန်းစစ်မြေပြင်မှာအသေးပြောက်များနေတာကြောင့်စစ်တပ်လက်ပါစီတွေကလူအယောင်းွယ်နဲ့ပြန်ပြီးဆွဲငွေညစ်တာတွေဆူဆူရွာရွာလောက်ဆောင်နေတာဖြစ်ပါတယ် ဆက်လက်ပြီးတရုတ်ကြဖြတ်စိုက်လုံခြုံရေးစောင့်ချက်တွေ DGPA နဲ့စစ်တပ်က KNL ကိုစတင်ပစ်ခတ်လို့ KNL ကကြဖြတ်စိုက်စီးနေ DGPA တပ်သားတွေနဲ့လက်နက်တွေဖမ်းဆီးထိန်းသိမ်းနေဆိုတဲ့တင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ခရင်ပြည်နယ်မြောက်ပိုင်းမြို့တောင်ပတ်မင်းလက်ပံချီရွာကတရုတ်ကြဖြတ်စိုက်ကိုလုံခြုံရေးစောင့်ချက်နေတဲ့ DGPA နဲ့စစ်တပ်က KNL ကိုစတင်ပစ်ခတ်ခဲ့တဲ့အတွက် KNL ပူးပေါင်းတပ်ကအဆိုပါကြဖြတ်စိုက်ကိုစီးနေပြီး DGPA တပ်ဖွဲ့ဝင်တွေကိုဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ကရင်တရင်ရင်းမြစ်တွေကပြောပါတယ်။မင်းလက်ပံကျေးရွာကတရုတ်ကြားဖြန့်ဆိုင်ကိုစောင့်ကြက်နေတဲ့ဘိုးသခွားတီဦးစီတဲ့ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DGPA ဟာစစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီးကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ကိုစတင်ပစ်ခတ်ခဲ့တာလို့စစ်ရေးတရင်ရင်းမြစ်ကပြောပါတယ်။နိုဝင်ဘာ21ရက်မှာ KNL ပူးပေါင်းတပ်ကိုတနက်နေ့စတင်ပစ်ခတ်ခဲ့တဲ့အတွက်ထော်လိုင်းရေးပူးပေါင်းတပ်ကအဆိုပါကြားဖြန့်ဆိုင်ကိုဝင်ရောက်စီးနင်းပြီး DGPA တပ်ဖွဲ့ဝင်တွေကိုဖမ်းဆီးထိန်းသိမ်းလိုက်တာဖြစ်ပါတယ်။ အဲ့ဒီနေ့ကစပြီးမြလက်ပံကျေးရွာကိုစစ်ကြောင်းထတ်တိုးလာတဲ့စစ်ကောင်စီတပ်နဲ့ KNL တပ်မဟာ6ဦးဆောင်တဲ့တော်လှန်ရေးပူပေါင်းတပ်တို့မြလက်ပံရွာမှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပါတယ်။စစ်ကောင်စီတပ်နဲ့ KNL တပ်မဟာ6ပူပေါင်းတပ်တို့အကြားတိုက်ပွဲအပြင်းထန်နေစဉ်မြလက်ပံရွာတရုတ်ကြားဖြန့်ဆိုင်ကိုစောင့်ကြည့်ပေးနေတဲ့ DKBA ဘိုးသခွားတီဦးစီးတဲ့တပ်ဖွဲ့တွေက KNL တပ်မဟာ6ပူပေါင်းတပ်ကိုစတင်ပစ်ခတ်ခဲ့ရာတော်လှန်ရေးပူပေါင်းတပ်တွေက ပြန်လည်ပြစ်ခတ်ခဲ့ပြီးနှစ်ဖက်ပြစ်ခတ်မှုခဏတာဖြစ်ပွားခဲ့တယ်လို့ခရင်တရင်ရင်းမြစ်ကပြောပါတယ်။ဒီလိုပြစ်ခတ်မှုဖြစ်ခဲ့ပြီးတဲ့နောက် KNL တက်မဟာ၆က DGPA ထိန်းချုပ်ထားတဲ့မင်းလက်ပံရွာကတရုတ်ကြားဖြန့်ဆိုင်ကိုဝင်ရောက်စီးနင်းခဲ့ရာ DGPA တပ်ဖွဲ့ဝင်20ခန်းနဲ့လက်နက်ခဲယမ်းတွေကိုဖမ်းဆီးထိန်းသိမ်းထားလိုက်တယ်လို့ခရင်တရင်ရင်းမြစ်ကပြောပါတယ်။ သူတို့ DKPA က KNL ကိုပြစ်တာအဲ့ဒါနဲ့ဘိုဒါဘောကလက်နက်ချခိုင်းပြီးထိန်လိုက်တာပြစ်တဲ့အဖွဲတော့ဖမ်းခေါ်သွားတာပေါ့ကျန်နာကတော့သူတို့ဒီလိုပဲလက်နက်ချပြီးထိန်သိမ်းလိုက်တယ်အမိန်ပေးတဲ့ခေါင်းဆောင်ဘိုသခွားသည်ထွက်ပြေးသွားတယ်ထိုင်းလာမြောက်ဒီဘလာတော့မသိသူတို့ခေါင်းဆောင်တွေညှိပေးလိုက်မယ်လို့တော့ပြောတယ်လို့ကရင်သတင်းရင်းမြစ်ကပြောပါတယ် အခြားစစ်ရေးသတင်းရင်းမြစ်ကလည်း DGBA ကကြာဖြတ်ရုံတာဝန်ခံကစစ်တပ်နဲ့လဝါချင်းရိုက်ပြီး KNL ကိုသွားပစ်တာပုံပြစ်တော့ပြန်လည်ပြစ်ခတ်ကြတာပုံတခွာတီကအရင်ဖောက်တဲ့စကစားနဲ့နှစ်ဖက်ညှက်ပြစ်တယ်လို့ဖြစ်တာပုံ KNL ကစိတ်ဆိုးပြီးတော့ဝင်စီးလိုက်တာပေါ့ပြီးသွားတာပေါ့လို့ပြောပါရယ် KNL ဖန်စီထိမ့်သိမ်းထားတဲ့ DKBA တပ်ဖွဲ့ဝင်တွေပြန်လည်လွတ်မြောက်ရေးနဲ့လက်နက်ခဲယမ်းတွေကိုပြန်လည်ရရှိဖို့ DKBA ခေါင်းဆောင်တဦးဖြစ်တဲ့စော်စန်းအောင်ကနေမီကန် KNL တာဝန်ရှိသူတို့နဲ့လာရောက်တွေ့ဆုံညှိနှိုင်းခဲ့တယ်လို့အဆိုပါသတင်းရင်းမြစ်ကပြောပါရယ်မြေလက်ပံရွာကကြားဖြတ်စိုက်ဝင်ရောက်စီးနှင်းခံရပြီးနောက်တပ်ဖွဲ့ဝင်တွေဖမ်းဆီးထိမ့်သိမ်းခံရတာနဲ့ပတ်သက်လို့ DKPA ပြောရေးဆိုခွင့်ရှိသူဘုံမူးကျုပ်စောစိန်ဝင်းကိုဒီကနေ့နိုဝင်ဘာ23ရက်နေ့ညပိုင်းမှာ သတင်းဌာနကဆက်သွယ်မေးမြန်းခဲ့ပေမဲ့ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါဘူး။ဒီမိုကရေစီအကျိုးပြုကရင်တက်မတော် DKPA တပ်ဖွဲ့ဟာတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA ရေးထိုးထားတဲ့ခရင်လက်နက်ကိုင်အဖွဲ့တပ်ဖွဲ့ဖြစ်ပြီးစစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲကို ထောက်ခံကူညီပေးသွားမယ်လို့သဘောထားထုတ်ပြန်ထားပါတယ်။ဆလပီထိုင်ဝမ်နိုင်ငံအရေးကိစ္စတရုတ်အစိုးရအလို့ကြဂျပန်ဝန်ကြီးချုပ်နှင့်ဖက်စစ်ဝါရာကိုရှုတ်ချဟုအကြံဖတ်စော်မင်းထွန်းထပ်ပြောပြတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံ၏အစိတ်အပိုင်းမဟုတ်သောထိုင်ဝမ်နိုင်ငံအရေးကိစ္စနှင့်ပတ်သက်၍တရုတ်နှင့်ဂျပန်ဆက်ဆံရေးတင်းမာနေချိန်ဂျပန်တွင်ပြန်လည်ဖြစ်ပေါ်လာနိုင်သောဖက်စစ်ဝါဒနှင့်ဂျပန်ဝန်ကြီးချုပ်၏ပြောစကားကိုရှုတ်ချကြောင်းအကြံဖက်စစ်တပ်၏ပြောရေးဆိုခွင့်ရှိသူစော်မင်းထွန်းကထပ်မံပြောဆိုခဲ့ပါသည်။နိုဝင်ဘာ22ရက်နေ့တရုတ်အစိုးရပိုင်းစင်ဟွာသတင်းဌာနသို့အကြံဖက်စော်မင်းထွန်းက ထူးထူးပြောဆိုခြင်းဖြစ်ပြီးနိုဝင်ဘာလ9ရက်နေ့ဂျပန်ဝန်ကြီးချုပ်တက္ကအီချီကတရုတ်ကထိုင်ဝမ်ကိုတိုက်ခိုက်ပါကဂျပန်၏ရှင်သန်မှုကိုချိန်ချောက်သည့်အခြေအနေအဖြစ်သတ်မှတ်နိုင်ကြောင်းဂျပန်ပါလီမန်တွင်ပြောကြားခဲ့ခြင်းဖြစ်သည်ဂျပန်ဝန်ကြီးချုပ်ဤပြောကြားချက်မှာဂျပန်ဤလုံခြုံရေးဆိုင်ရာဥပဒေမှုပေါင်းအရာထိုင်ဝမ်အရေးကိုဂျပန်နိုင်ငံဤပြည်ရင်းလုံခြုံရေးနှင့်ဓာတ်ရိုက်ဆက်ဆက်သည်ဟုသတ်မှတ်လိုက်ခြင်းဖြစ်သည် ဂျပန်အနေဖြင့်ထိုင်ဝမ်အရေးတွင်စီးရီးအရပါဝင်ပတ်သက်နိုင်သည့်လမ်းကြောင်းကိုဖွင့်ပေးလိုက်ခြင်းဖြစ်သည်ဟုသိရှိရသည်။အကြံဖက်စစ်တပ်၏ပြောရေးဆိုခွင့်ရှိသူဇော်မင်းထွန်းကထိုင်ဝမ်အရေးနှင့်ဆက်လျင်သည့်ဂျပန်ဝန်ကြီးချုပ်ဆာနာအေတာကာအီချီအီမှယွန်းသောပြောဆိုချက်များအပေါ်ရှုံချကြောင်း မြန်မာနိုင်ငံအနေဖြင့်တရုတ်တနိုင်ငံတည်းမူဝါဒကိုအစဉ်အမြဲခိုင်မာစွာထောက်ခံကြောင်းပြောဆိုပါရယ်ဆက်လက်၍အကြံဖတ်ဆော်မင်းထွန်းကဂျပန်ဝန်ကြီးချုပ်တက္ကအီချီအီပြောဆိုချက်များမှတမိုင်းအပေါ်သင်ကန်းစာမယူသည့်ပြောကြားချက်ပြကြောင်းဂျပန်တို့ရဲ့တိတ်သမိုင်းကအာရှတိုက်အပေါ်ကျူးလွန်ခဲ့သည့်ရာဇဝတ်မှုများအပေါ်မှာနောင်တမရသည့်တာဝန်မယူသောပြောကြားချက်ပြကြောင်းဂျပန်ဖက်စစ်ဝါဒ၏ဆိုးကျိုးများကိုမြန်မာနိုင်ငံအပါအဝင်အရှေ့တောင်အာရှနိုင်ငံတိုင်းကခါသီးစွာခံစားခဲ့မှုကြောင့်ဂျပန်နိုင်ငံပြန်လည်ဖြစ်ပေါ်လာနိုင်သော ဖက်စစ်ဘွာရအပေါ်မြန်မာနိုင်ငံအနေဖြင့်ရှုံချကြောင်းပြောဆိုပါတယ်ဂျပန်ဝန်ကြီးချုပ်တာကအီချီအီပြောဆိုချက်မှာတရုတ်နိုင်ငံတနိုင်ငံတည်းမူဝါဒကိုချိုးဖောက်ခြင်းပြပြီးပုံကန်သူများကိုအပြစ်ချင်းဖြစ်ကြောင်းတရုတ်နိုင်ငံဤတရုတ်တနိုင်ငံတည်းမူဝါဒအပေါ်မြန်မာနိုင်ငံကအမြဲထောက်ခံရည်တည်သွားမည်ဖြစ်ကြောင်းထိုင်ဝမ်သည်တရုတ်ပြည်သူသမ္မတနိုင်ငံဤခွဲခြားမရသောအစိတ်အပိုင်းဖြစ်ကြောင်းထိုင်ဝမ်ရည်သည်တရုတ်ပြည်ဤပြည်တွင်းရေးသားဖြစ်ပြီး ဒီဒီနိုင်ငံခြားတိုင်းပြည်ဤဝေရောက်ဆက်ဖက်မှုကိုမဆိုမြန်မာနိုင်ငံအနေဖြင့်ရှုံချကြောင်းစောမင်းထွန်းကပြောဆိုပြန်ပါတယ်။နိုဝင်ဘာလ22ရက်နေ့ကလည်းစစ်တပ်ပိုင်းသတင်းစာများမှတစင်အကြံဖက်စောမင်းထွန်းကဂျပန်ဝန်ကြီးချုပ်တဲ့ဤထိုင်ဝမ်အရေးအပေါ်ပြောဆိုချက်ကိုမှတ်ထောက်ခံပြီးတရုတ်တနိုင်ငံတဲ့မူဝါဒအရတရုတ်နိုင်ငံဘက်မှရည်တည်ကြောင်းပြောဆိုခဲ့ပါတယ်။ဂျပန်ဝန်ကြီးချုပ်ဤထိုင်ဝမ်အရေးမှတ်ချက်စကားကြောင်းတရုတ်နှင့်ဂျပန်အကြားတင်းမာမှုမှာအရှိန်မြင့်တက်နေပြီးခုံသွဲရေးခရီးသွားလာရေးစီးပွားရေးနိုင်ငံရေးကဏ္ဍများတွင် ဆက်ဆက်ရေးဖြတ်တောက်မှုများစွာဖြင့်နှစ်ဖက်အတင်းမှဆုံးအခြေအနေတို့ဆက်ရောက်လျက်ရှိနေပါသည်။ကျမ့်မိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။